ခရိုနီတထေးမဟုတ်ပေမဲ့စံတအိတ်စီတဘုံကိုတထောင်နဲ့ရောင်းကအင်ချီရမယ့်တက်ကြီးတွေကိုကူညီပေးခဲ့တဲ့နွယ်ပိုးအိမ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်နွယ်ပိုးအိမ်ကအခုနောက်ပိုင်းမှာဆိုရှယ်မီဒီယာမှာလူသိများလာတဲ့ဆေးလီတွေကတယောက်ဖြစ်ပါတယ်အထည်ဆိုင်ဖွင့်ထားပြီးမယ်အထည်ရောင်းရုံနဲ့မဟုတ်ပဲ မရှိဆင်းရဲသားတွေကိုအမြဲကူညီပေးတတ်တာပါ။နွယ်ပိုးအင်းရဲ့ဆိုင်းရှင်ကလူပေးတဲ့နေရာမှာနာမည်ကြီးပြီးသားတွေကိုလူရာမဟုတ်ပဲတကယ်လိုအပ်သူကိုလိုက်ရှာကလူပေးနေတာပါ။ဒါကြောင့်မုံလာပြင်းနေမှာလေခရိုနီတထေးကြီးတွေက ရှင်းရဲ့နေရာကိုပိုရှင်အောင်အပြည့်ဖြည့်နေကြချိန်မှာနွယ်ပိုးအင်းမိသားစုကတော့နွမ်းပါတဲ့နေရာတွေကို လိုက်လူပေးခဲ့တာဖြစ်ပါတယ်။ပုံမှန်ဆိုအဝတ်ထည်တွေကိုသာရောင်းပေးမယ်။အခုတစ်ခေါက်မှာတော့နွယ်ပိုးအင်းပိုင်ရှင်ကစံတဲ့စီတွေကိုလိုက်ရောင်းခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်စလုံးကစန်တဲအေးစီတဝုံးစီထန်းကလိုက်ရောက်ခဲ့ပါတယ်။သူတို့လိုက်ရောက်တဲ့နေရာတွေကလူကုန်တန်းအတိုင်းဝိုင်းတွေမဟုတ်ပဲချို့တဲ့နေရာတွေမှာလိုက်ရောက်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့ကျူးကျော်ရပ်ကွက်နဲ့အင်ဂျီယာမဲဒေသတွေမှာစန်တဲစီကိုလိုက်ရောက်ခဲ့တာဖြစ်ပါတယ်။ရဲပိုးအိမ်မိသားစုသွားလိုက်ရောက်တဲ့နေရာတွေကဘေးနားမှာမိုးကာနဲ့ကာထားတဲ့ကျူးကျော်တဲလေးတွေဖြစ်ပါတယ်။နေစရာလည်းမလုံခြုံသလိုလေတိုက်တဲ့အချိန်ဆိုလည်းလွင့်ထွက်သွားမှာဖြစ်ပါတယ်။ ။အဲလိုအိမ်မျိုးမှာအဖိုးနဲ့အဖွားတွေကနေထိုင်နေရတာပါ။နေစရာ နေရာမရှိလို့အဆိုပါတေးလေးထဲမှာနေနေရတာဖြစ်ပါတယ်။တေးထဲမှာအသက်ရှူဖို့တော့မလုံလောက်အောင်အထီးကျင်းမြောင်းပါတယ်။ဒါပေမဲ့အားလုံးကတီးခန့်ကနေနေကြရသလိုစားစရာဆိုလည်းမရှိပါဘူး။သူတို့ဘဝမှာဆန်ဆူရာအိမ်နဲ့လဲဝယ်မစားနိုင်သလိုစီဆိုလဲဘူးနဲ့တဘူးရဲ့လို့ကိုင်မတုံးမှုကြပါဘူးဒီလောက်ခက်ခဲတဲ့အချိန်တွေမှာသူတို့အိမ်ရှိမှာဆန်နဲ့စီမှလို့လာပေါ်ရဲဆိုတဲ့အတန်တွေကြောင့်လန်ငုံကြရပါတယ် ရွေပေါ်အင်ပိုင်ရှင်ဇနီးမောင်နှံကစန်တအိတ်နဲ့စီတပုံးကိုထန်းကအိမ်နိုင်ရာရောက်လိုက်ပို့ပေးတာဖြစ်ပါတယ်။မှားထားလို့ပါဆိုကသွားပို့ပေးတာဖြစ်ပေမဲ့သူတို့မှမဝယ်နိုင်လို့အတင်းသာညင်နေကြတာဖြစ်ပါတယ်။တံမိုးကိုကြည့်လိုက်တဲ့အချိန်မှာစန်တအိတ်နဲ့စီတပုံးမှတထောင်ကျက်သားကြာတင်တာဖြစ်ပါတယ်။တထောင်ကျက်သားကြာတင်တော့မှလို့တီးလိုက်ရချိန်မှာအဖိုးဖွားတွေကအဝဲကျင်းသွားပါတယ်။အဖိုးနဲ့အဖွားတွေကတထောင်ကျန်းနဲ့စန်တအိတ်နဲ့စီတပုံးကိုရလိုက်တာမို့အပြောလုံးကဝဲကြပါရယ် သူတို့ဘွားမှာစနေစီကိုမဝယ်နိုင်ခဲ့လို့ပြောစရာအခိုက်အတန့်ဆိုလည်းမမပါဘူးဒါအပြင်တခြားအဖိုးဖွားတွေကလည်းငွေတစ်ထောင်နဲ့တရားလေးကိုကိုင်းကလာဝယ်ပါတယ်အခုလိုလာဝယ်ချိန်မှာလည်းသူတို့ဇနီးမောင်နှံကလူပေးခဲ့ပါတယ်လူပေးတဲ့စရာမျိုးကိုမသုံးမဲငွေနဲ့ဝယ်ခိုင်းတာလို့သာသုံးတော့တာဖြစ်ပါတယ်ရွယ်ပေါ်အမိသားစုကသူများပေါ်မှာအထက်စီးဆန်ကဆက်ဆန်တာမျိုးလည်းမရှိပါဘူး။သူတို့အနေနဲ့သူများကိုလှူပေးရင်တောင်မှအောက်ခြေကနေသာလှူပေးနေတာဖြစ်ပါတယ်။ အခုလည်းပဲလူရာဆိုရင်ပဲစံနဲ့စီလိုက်ရောက်တဲ့ဝန်ထမ်းလိုပုံစံနဲ့အဖိုးအဖွားတွေကို ပြောအောင် လုပ်ပေးရတာဖြစ်ပါတယ်။အဖိုးနဲ့အဖွားတွေကအခုဆိုရင်စံနဲ့စီကိုကိုယ်တိုင်ဝယ်စားနိုင်တဲ့ဆိုရက်ပီတီဖြစ်နေရပါပြီ။တထေးကြီးတွေများပြီးမယ်လူထင်ပေါ်ကြောကြားစီဖို့နာမည်ကြီးနေရာတွေကိုသာလှူရန်ကြတာများပါတယ်။တချို့ကလည်းဆိုရှယ်မီဒီယာမှာနာမည်ကြီးကလူသိများတဲ့ခက်ခဲသူတွေကိုသာလှူပေးတာပါ။ ။မြေပေါ်ရင်ပိုင်ရှင်တို့ကတော့သူတို့လူကျင်တဲ့သူတွေနဲ့တကယ်ခက်ခဲသူတွေကိုသာလှူပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်အလौသမားတွေနဲ့မိသားနဲ့မိခွန်းတွေရသူတွေအတွက်ဆိုလည်းအဝတ်စားနဲ့လိုအပ်တာအလုံးထောက်ပံ့ပေးနေကြဖြစ်ပါတယ်။ရေပိုအင်းရဲ့အလုဒါနာပြုပုံအပေါ်ဘလို့မြင်လဲဆိုတာကောင်းမှန်မှပြောပြပေးခဲ့ကြပါအောင်ရှင်။